င်လယ်ရဲ့ဟိုးအောက်ခြေမှာကမ္ဘာနဲ့ဆုံရင်းတဲ့ဒုစင်တွေကိုဘလို့တိဆောက်ထားကြတာလဲအားလုံးပဲမင်္ဂလာပါပကံတင်တင်မဲ့ channel ကနေကြိုဆိုပါရစ်ရင်းနဲ့ရှာပွေးမှုဟာသဘောတရားရဲ့ national ဆုံးနေရာတွေအထိရောက်ရှိနေပါရစ်ရင်းတဲ့ဒုစင်တွေဒါမှမဟုတ်ပင်လယ်ကမ်းလို platform တွေဟာခုဆိုရင်တော့ပေးတဲ့တောင်းကြော်ဒီဒုဖို့နေနိုင်ကြပြီဖြစ်ပြီးတချို့ဒုစင်တွေဆိုရင်တော့ပို့ပြီးတော့ national နဲ့နေရာတွေအထိရောက်နိုင်ပါရစ်ဒီလို engineer ဆိုင်ရာအင်မကန်စမ်းဆောင်မှုတွေအတွက်နောက်ဆုံးပေါ်နည်းပညာတွေနဲ့ကမ္ဘာအကျွမ်းကျင်ဆုံးလုပ်သားတချို့ကိုလိုအပ်ပါတယ် ဒီဗီဒီယိုမှာတော့ကမ္ဘာနိုင်ဆိုင်ဆုံးရေနံတူးစင်တွေရဲ့တိစောက်ပုံကိုလေ့လာဖို့ပရိသတ်ကြီးအားလုံးကိုကျွန်တော်နဲ့တူတူခေါ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်နောက်ထပ်အချိန်မဆွဲဘဲနဲ့အခုပဲစလိုက်ရအောင်ပါ။ရေနံတူးစင်တွေကသမုဒ္ဒရာအောက်ခြေကနေရေနံနဲ့သဘောဝတန်းခွေတွေကိုထုတ်ယူဖို့ဒီဇိုင်းထုတ်ထားတဲ့ကြီးမားတဲ့အဆောက်အဦဖြစ်ပါတယ်။ဒီတူးစင်တွေကိုပြင်းထန်တဲ့ရာသီဥတုညင်မပြီးတော့အရိုင်းဆန်တဲ့လိုင်းတွေနဲ့ပြင်းထန်တဲ့ရေစီးကြောင်းတွေပါဝင်အခက်အခဲဆုံးအခြေအနေတွေကိုခံနိုင်ရှိအောင်တိစောက်ထားပါတယ်။ သူတို့ဟာတိစားဖို့အတွက်အင်ဂျင်နီယာနဲ့စီမံကိန်းအများကြီးလိုအပ်ခါမယုံနိုင်လောက်ရှုပ်ထွေးတဲ့အဆောင်အဦလေးဖြစ်ပြီးမတူညီတဲ့အဆင့်များစွာပါဝင်ပါတယ်ဒီအဆင့်တွေကဒီဇိုင်းရေးဆွဲခြင်းထုတ်လုပ်ခြင်းတေယိုပို့ဆောင်ရေးတက်ဆင်ခြင်းနဲ့လုပ်ငန်းစတင်ခြင်းတို့ပဲဖြစ်ပါတယ်ဒီရင်းနှံတူးစင်ကြီးတွေကိုဘယ်လိုတိစောက်ကြတာလဲဘယ်လဲရင်းနှံပိုင်းရင်းနှံတူးစင်တွေတိစောက်ခြင်းဟာတင်းငယ်တဲ့လုပ်တစ်ခုမဟုတ်ပါဘူးသမုဒ္ဒရာကျမ်းပြန်ပြင်းထန်တဲ့အခြေအနေကိုခံနိုင်ရှိတဲ့ပလက်ဖောင်းတစ်ခုဖန်တီးဖို့အတွက်နှစ်ပေါင်းများစွာစီမံကိန်းရေးဆွဲခြင်းဒီဇိုင်းရေးဆွဲခြင်းနဲ့တိစောက်ခြင်းတို့လိုအပ်ပါတယ် အင်ဂျင်နီယာဆိုင်ရာစေကုံမှုတွေကအလွန်ကြီးမားပြီးတော့ platform ရဲ့အရွေးအစားနဲ့ပုံတံခါတွေအသုံးပြုတဲ့ပစ္စည်းတွေတိအရာအားလုံးကိုကယူထဆိုင်ထည့်သွင်းဖို့လိုအပ်ပါတယ်။ဒီဇိုင်းရေးဆွဲခြင်းအစဉ်ဒီဇိုင်းရေးဆွဲခြင်းအစဉ်တွေမှာအင်ဂျင်နီယာရီနဲ့ဒီဇိုင်နာတွေအားတူးဆင်အတွက်အသေးစိတ်စီစဉ်ဖို့ဖန်တီးဖို့ပူးပေါင်းလှုပ်ဆောင်ကြပါတယ်။ဒါတွေကတူးဆင်ရဲ့အရွေးအစားပုံတံနဲ့လှုပ်ဆောင်နိုင်စွမ်းနဲ့ပါဝင်ပါတယ်။ဒီအစဉ်အားပင်လယ်ကမ်းလွန် platform ဟာဘေးကင်းပြီးတော့အလုပ်လုပ်နိုင်တာတေချာစေဖို့အတွက်အရေးကြီးပါတယ်။ ဒီဇိုင်းရေးဆွဲခြင်းအစီအမံစီမံကိန်းနဲ့တွက်ချက်မှုများစွာ ပါဝင်ပါတယ်။အင်ဂျင်နီယာတွေကတူးစင်ကိုတည်ဆောက်မဲ့နေရာနဲ့ပတ်ဝန်းကျင်ခြေနေဖြစ်တဲ့ရေနဲ့ရေစီးကြောင်းနဲ့လိုင်းမြင့်တွေကိုထည့်သွင်းစဉ်းစားရပါတယ်။အားလုံးသိရတဲ့သမုဒ္ဒရာဆိုတာမျိုးကအခြေမရေးပေဒီယာချိုတိမြင့်တဲ့လိုင်းတွေတဲ့မယုံနိုင်လောက်ကြမ်းတမ်းလာနိုင်ပါတယ်။ဒီလိုခြေနေတွေကိုခံနိုင်ရှိဖို့အတွက် platform ကိုလိုင်းတွေနဲ့တူလိုက်ရောညီတွေလှောက်ရှားနိုင်အောင်ဒီဇိုင်းထုတ်ဖို့လိုပါတယ်။ဒါ့အပြင်သူတို့ကထုတ်ယူမဲ့ရေနဲ့တဲ့သဘာဝတံခွင့်မျိုးစားတွေကိုထည့်သွင်းစဉ်းစားရပါတယ်။ ။ဘာကြောင့်လဲဆိုတော့ဒါကအသုံးပြုမဲ့တူဖော်ရေးကိရိယာမျိုးစကိုတက်ရောက်မှုရှိနိုင်လို့ပဲဖြစ်ပါတယ်။ကနေဦးဒီဇိုင်းပြီးသွားတာနဲ့အင်ဂျင်နီယာတွေကကွန်ပျူတာကိုညီနဲ့ဒီဇိုင်းဆွဲတဲ့ software တွေကိုအသုံးပြုပြီးတူးစင်ရဲ့အသေးစိတ် 3D model တွေကိုဖန်တီးပေးပါလိမ့်မယ်။ဒီ model ကမတူညီတဲ့အခြေအနေကိုစမ်းသပ်နိုင်ပြီးလိုအပ်သလိုဒီဇိုင်းကိုချိန်ညှိနှံအကူအညီပေးပါတယ်။ပြင်းပြရင်နဲ့ပိုင်းရင်နဲ့တိုးစင်တစ်ခုရဲ့လေးချေဟာတန်ချိန်3000ဝန်းကျင်ရှိပြီး Boring 747လေးရဲ့အစီးတရားရဲ့အလေးချိန်နဲ့ညီမျှပါတယ်။ထုတ်လုပ်ခြင်းစဉ်ဒီဇိုင်းဆင်ပြီးသွားတာနဲ့ထုတ်လုပ်ခြင်းစဉ်စတင်ပါတယ်။ဒီအဆင့်မှာ2.0 platform year စနစ်တွေနဲ့ လူနေခန်းနေပါဝင်ဒုစရိုက်မြေမြသောစိတ်ပိုင်းတွေကိုတိစောက်ပါတယ်ဒီစိတ်ပိုင်းတွေကိုမတူညီတဲ့နေရာတွေမှာတိစောက်လေးရှိပြီးအဲနောက်ဒုစင်ကိုတက်စင်မဲ့နေရာကိုတည်ယူပို့ဆောင်ပါတယ်ဒီလိုပို့ဆောင်မှုဆိုရင်ကမ္ဘာအကျန်းဆုံးရေပြေကိုဖျက်တမ်းကပလက်ဖောင်းစီရောက်တဲ့တိဂယုတစိုက်အမောင်းနေနိုင်ပေအထူးပြုတင်မောအုပ်စုနဲ့လှေတွေလိုအပ်ပါတယ်ထုတ်လုပ်မှုလုပ်ငန်းစရာအထူးပြုလုပ်ငန်းဖြစ်ပြီးကျွမ်းကျင်မှုနဲ့အတွေ့အကြုံများစွာလိုအပ်ပါတယ်လိုအပ်တဲ့အစိပ်ပိုင်းတွေကိုနောက်ဆုံးပေါ်နေပြီးညာရီနဲ့စက်ပြည့်စည်းတွေတက်စတင်ထားတဲ့ကြီးမားတဲ့အထူးပြုစက်ယုံကြီးဒီမှာတိစောက်လေးရှိပါတယ် ဒီစိတ်ပိုင်းတွေကိုတိဆောက်ရပါအသုံးပြုတဲ့ပစ္စည်းတွေကိုလည်းပင်လယ်ကမ်းလုံပေါင်းဝင်းကြည့်ရင်ကြမ်းတက်တဲ့ခြေနေတွေကိုခံနိုင်ရှိစေဖို့ဂရုတစရွေးချက်ထားပါတယ်ဂရုတစရွေးချက်ထားပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ချက်ကတော့ရေနယ်ပိုင်းတူဖော်ရမှာအသုံးပြုတဲ့တူဖော်ရေကောင်ကိုစိမ့်နေပြုတ်လို့ထားတယ်ဆိုရဲချက်ပါပဲဒါကဘာကြောင့်လဲစိမ့်ရကဘာပေါ်မှာအမအဆုံးပစ္စည်းဖြစ်ပြီးသမောဒီယာကျမ်းပြန်ပြင်းထန်တဲ့ခြေနေတွေကိုခံနိုင်ရှိလို့ပါတေယိုပို့ဆောင်ရဲ့စေအစိပ်ပိုင်းလေးကိုထုတ်လုပ်ပြရတယ်ဒူးစင်ကိုသမုတ်ရီယာတဲမှာနောက်ဆုံးတက်စီမဲ့နေရာစီရအောင်တေယိုပို့ဆောင်မှုလိုအပ်ပါတယ် အထက်မှာပြောခဲ့သလိုပဲဒီလိုပို့ဆောင်မှုအတွက်ဆိုရင်ကမ္ဘာကျန်းမာဆုံးရေပြင်ကိုဖျက်ပြီးဒူးစင်ကိုဂရုတစိုက်တည်ယူနိုင်မယ်အထူးပြုသင်မောအုပ်စုနဲ့လေတွေလိုအပ်ပါတယ်တည်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်အားလည်းအရေးကြီးတဲ့လုပ်ငန်းဖြစ်ပြီးစီမံကိန်းနဲ့ညှိနှိုင်းဆောင်ရွက်မှုများစွာလိုအပ်ပါတယ်အစိပ်ပိုင်းတွေကိုတော့တည်ယူပို့ဆောင်ရေးသင်မောဘော်ကိုဂရင်းတွေနဲ့တခြားမောင်းနေတဲ့ပစ္စည်းတွေအသုံးပြုပြီးတင်ဆောင်လေးရှိပါတယ်ဂန်လိုပေးလည်းရင်းနှီးဒူးစင်တို့ကိုတည်ယူပို့ဆောင်ခြင်းဟာလတော်ကြာနိုင်ပြီးတော့ကြီးမားတဲ့တည်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်လိုအပ်ပါတယ် အစိပ်ပိုင်းလေးကိုတေယူပို့ဆောင်ရင်တင်းမော့ပေါ်တင်းဆောင်ပြီးတာနဲ့ခီးစဉ်တွင်ပျက်စီးမှုမရှိသေးဘူးဂယုတစိုက်ချီနှောင်ထားပါတယ်။ရေရင်ကြီးအောင်ဒူးစင်တိဆောက်မဲ့နေရာကိုရွက်လွင်သွားပြီးဒီဒူးစင်ထဲမှာဆိုရင်လောသမားတွေအတွက်ပင်လယ်ပြင်မှာပို့ပြီးတော့တက်တောင်တက်တာရှိအောင်နေထိုင်ခန်းတွေမိဖို့ကြောင့်နေတဲ့တခြားဆင်ပြီးတဲ့ယာတွေပါဝင်ပါတယ်။တက်ဆင်ခြင်းစစ်ဆိုတော့ဒူးစင်ရဲ့စိပ်ပိုင်းမျိုးမျိုးကိုတက်ဆင်ပြီးအချင်းချင်းချိတ်ဆက်တာကိုဆူလို့ပါတယ်။ဒီအစီအရာပုံမှန်အားဖြင့်တော့လုပ်ငန်းခွင်မှာလှုပ်ဆောင်ပြီးလာပေါင်းများစွာကြာနိုင်ပါတယ်။ တက်ဆင်ခြင်းစင်မှာအစိပ်ပိုင်းမျိုးမျိုးကို grain တွေဂရီစော်တဲ့ကရိယာတွေနဲ့ထူးခြားတူပြုကရိယာတွေအသုံးပြုပြီးဂယုတက်ဆိုင်နေရာချပြီးချိတ်ဆက်ပါတယ်ဒီအဆင့်ဟာတူးဆင်ပေးခဲ့ပြီးတော့အလွတ်လွတ်နိုင်ဖို့အတွက်အရေးကြီးပါတယ်တက်ဆင်ခြင်းအဆင့်ပြီးစီးတာနဲ့တူးဆင်ကိုစတဲ့အသုံးပြုနိုင်ဖို့စမ်းသက်ဆက်ဆေးမှုတွေစမ်းသက်ဆက်ဆေးမှုတွေလုပ်ဆောင်ပါတယ်ဒါကတော့ရင်းနေတူးဖော်ရေးစစ်ကကောင်းကောင်းလှုပ်လှုပ်ပြီးတော့ရင်းနေတဲ့သဘာဝတန်ငွေတူးဖော်ဖို့အဆင့်သင့်ဖြစ်ပြီးဆိုတာသိကြစေဖို့စမ်းသက်မှုတွေနဲ့ဆက်ဆေးမှုတွေလုပ်ဆောင်တာပဲဖြစ်ပါတယ် စတင်တုံ့ပြန်မှုစမ်းသပ်ခြင်းအစဉ်ပေါင်းဖိအားစမ်းသပ်မှုစီးဆင်းမှုစမ်းသပ်မှုနဲ့လျှက်ဆက်စမ်းသပ်မှုတွေပါဝင်စမ်းသပ်မှုမျိုးမျိုးပါဝင်ပါတယ်ဒီစမ်းသပ်မှုတွေရဲ့ရလဒ်တွေကိုတူးစင်ကပေးခဲ့ပြီးတော့ယုံကြည်စိတ်ချရတယ်ဆိုတော့တရားစီဖို့ဗယူတဆိုင်ခွဲချမ်းစိတ်ဖြာပါတယ်တူးစင်နေရာတခြားဖြစ်တာနဲ့ဒူဖို့ကျုံစတင်နေပါတယ်ရေနယ်ဒူဖို့ကျုံလုပ်ငန်းဆရာအလွန်ရှုပ်ထွေးပြီးတော့ခိမီနီးပညာတွေအများကြီးလိုအပ်ပါတယ် ဒူပေါ်ရဲ့ကောင်းကင်ပိုက်တွေနဲ့ဗယ်ဒရီတီဒူပေါ်ရဲ့စနေနဲ့စိတ်ပိုင်းတိုင်းဟာနက်ရှာနဲ့သမောဒီယာရဲ့ပြင်းထန်တဲ့ပြရားနဲ့အပူချင်းကိုခံနိုင်ရှိအောင်ဒီဇိုင်းထုတ်ထားဖို့လိုအပ်ပါတယ်။ရင်းနေဒူပေါ်ရမှာအသုံးပြုတဲ့အဓိကနည်းပညာယူတဲ့ကတစ်ခုကတော့ blowout preventer ဖြစ်ပါတယ်။ဒါသမောဒီယာကျန်းပြမှာရှိတဲ့ကြီးမားတဲ့စက်ပြေစီတစ်ခုဖြစ်ပြီးရင်းနေရုပ်ဖိတ်မှုမဖြစ်အောင်ကာကွယ်ဖို့ဒီဇိုင်းထုတ်ထားတာပါ။ BOPR အရေးပေါ်ခြေနေမှာရင်းနေစီးဆင်းမှုကိုရပ်တန့်ဖို့ပိတ်နိုင်တဲ့အေယာမဗယ်ဒီတစ်ခုပါပဲ။ ရေနပိုင်းတူးပေါ်ရမှာအသုံးပြုတဲ့နောက်ထပ်အရေးကြီးတဲ့ဤပညာတစ်ခုကတော့ riser system ဖြစ်ပါတယ်။ဒါကရေနတူးပေါ်စင်နဲ့သမုဒ္ဒရာကျမ်းပြေကိုချိတ်ဆက်ပြီးတဲ့ပိုက်တွေနဲ့ valve တွေပဲဖြစ်ပါတယ်။ riser system ဟာ national နဲ့သမုဒ္ဒရာရဲ့ပြင်ထန်တဲ့ဖိအားနဲ့အပူချင်းကိုကန့်တွဲနေအောင်ဒီဇိုင်းထုတ်ထားပြီးတူးပေါ်ရေစင်ကိုလှိုင်းတွေနဲ့တူလှုပ်ရှားစေနိုင်ပါတယ်။ရေနပိုင်းရေနတူးစင်တွေတိစောက်တာနဲ့လုပ်ငန်းလေပတ်တာတွေမှာမယုံနိုင်စရာအင်ဂျင်နီယာလုပ်ငန်းတွေပါဝင်နေပေမဲ့တည်တာထင်ရှားတဲ့ NDA တွေကတော့ရှိနေတုံးပါပဲ။ မတော်တဆမှုတွေဖြစ်နိုင်ပြီးတကယ်လည်းဖြစ်ခဲ့ဘူးသလိုအကျိုးဆက်တွေလည်းဆိုးရွားနိုင်ပါတယ်။ဥပမာ2010ခုနှစ်မက္ဆီကိုပင်လယ်ကွေ့မှာဖြစ်ခဲ့တဲ့ Deep Water Horizon ဘေးကဟာအလုံသမား17ဦးသေဆုံးခဲ့ပြီးတမိုင်းတစ်လျှောက်အဆိုးရွားဆုံးသဘာဝပတ်ဝန်းကျင်ဘေးအန္တရာယ်တွေကတခုဖြစ်ပါတယ်။ဒီဘေးအန္တရာယ်နဲ့တခြားလားတူကဲ့ဘေးတွေရဲ့ရလဒ်နေနဲ့ရင်းနှီးတဲ့သဘာဝတန့်ွေလုံငယ်ဟာမကြသေးခင်နှစ်တွေတွင်စီစစ်မှုတွေပိုပိုခံရပါတယ်။ဈေးမြေစည်းကမ်းတွေနဲ့ကျင်းကျပ်မှုတွေစီမြေစည်းကမ်းတွေနဲ့ကြီးကျက်မှုတွေပုံမလိုရတယ်လို့တောင်းဆိုမှုတွေရှိသလို ဘုံမတန်ရှင်းပြီးတော့ရေရှိတီတက်နဲ့ဆွဲအေးမြင့်တွေစီကိုးပြောင်းဖို့လေတောင်းဆိုမှုတွေရှိပါတယ်။ရင်းနေတူပေါ်ရီတိဆောက်တာဟာအလွန်ရှုပ်ထွေးပြီးတော့စင်ခုံမှုများတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီးကျွမ်းကျင်မှုနဲ့စီမံခန့်ခွဲမှုအများကြီးလိုအပ်တယ်ဆိုတော့ဒဏ်တရားဖြစ်စရာမရှိပါဘူး။ဒီဇိုင်းဆင်းကလည်းစတင်အသုံးပြုနေဖို့စမ်းတက်ခြင်းစစ်တီတီဆောက်ရေးလုပ်ငန်းစဉ်ရဲ့အစဉ်တန်းဟာတူးဆင်ပေးခဲ့ပြီးတော့အလုပ်လုပ်နိုင်ဖို့အတွက်အရေးကြီးပါတယ်။အင်ဂျင်နီယာတွေနဲ့စောက်လုပ်ရေးဖွဲ့သားတွေရင်ဆိုင်ရတဲ့စင်ခုံမှုများစွာကြမှာသူတို့ဟာဒီဓာတ်စီကိုကျော်လွှားဖို့စမ်းတက်တီထွင်တဲ့နည်းပညာတွေနဲ့ ဒီစင်းနေမျိုးမျိုးကိုတီထွင်ခဲ့ပါတယ်။ရလက်နေနဲ့ရင်းထဲပိုင်းရင်းထဲဒူးစင်နေရာကဘာပေါ်မှာထင်ရှားဆုံးစောင့်နေတဲ့ကတခုဖြစ်လာပြီးသမုဒ္ဒရာရဲ့အနက်ရှမ်းဆုံးနေရာတွေကနေရင်းထဲနဲ့သဘာဝတန့်ခွေတွေကိုထုတ်ယူနိုင်စွမ်းရှိပါတယ်။ဒါကြောင့်နောက်တစ်ချိန်ပင်လယ်ပြင်မှာရင်းထဲပိုင်းရင်းထဲဒူးစင်တခုကိုမြင်ရတဲ့အခါမှာတိဆောက်ရာမှာပါဝင်ခဲ့တဲ့မယုံနိုင်စရာအင်ဂျင်နီယာလုပ်ငန်းတွေစောက်လုပ်လုပ်ငန်းတွေကိုခဏလောက်တိမဲ့ပြုပေးပါဒီစောက်နေရာအင်ဂျင်နီယာလုပ်ငန်းရဲ့အထင်ကြီးစရာကောင်းတဲ့စွမ်းဆောင်ချက်တွေမပါဘဲနဲ့ဒီစောက်နေရာအင်ဂျင်နီယာလုပ်ငန်းရဲ့အထင်ကြီးစရာကောင်းတဲ့စွမ်းဆောင်ချက်တွေတွေမကပဲ ကမ္ဘာစီးပွားရေးနဲ့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝအတွက်လည်းအရေးကြီးပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ထပ်လည်းခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ပြီးပါအောင်အားလုံးပဲတရားပြည့်ရှင်ချမ်းမြေ့တဲ့နေ့ကိုပိုင်းဆိုင်နေပါစေ